ယူတတ်ဖို့လဲပြင်ဆင်ပါဖုံဖုံကိုစမ်းမြတ်ရောင်ကြီးသင်္ကန်းတိုင်းမိသားစုကနေပြီးတော့ဖုံဖုံသာသနာပြုလုပ်ငန်းမှာဖုံဖုံတရားဟောတဲ့လုပ်ငန်းတွေမှာအသုံးပြုနိုင်ရန်အတွက်ဒီလိလင်္ကာရတောင်လေးတွေလူဒန်းလာလိုက်တာဒါဒီဒီနေ့လူဒန်းတဲ့ရတောင်ရောဆိုရင်လေးလက်မြောက်ပေါ့နော် ဘယ်နေရာမှာဘာလို့လိုအပ်တယ်လဲဆိုတာကိုကြည့်ပြီးတော့အသင်္ကန်းလိုရင်အသင်္ကန်းလူပေးတယ်ကိုဘလိုရင် ကိုဘလူပေးတယ်ခီးဆောင်လွယ်အိလေးလိုရင်ခီးဆောင်လွယ်အိလေးလူပေးတယ်ရတ်တောင်လိုရင်ရတ်တောင်လေးလူပေးတယ်ဒီလိုပဲအဲလိုအပ်တဲ့နေရာမှာကြည့်ရှုပြီးတော့မှလူတန်းပေးတယ်မိသားစုဖြစ်ပါတယ်ဒီစားမြရောင်ကြီးမိသားစုဟာအခုစားမြရောင်ကြီးဆိုတဲ့နာမည်နဲ့အဲသင်္ကန်းတွေအဲသင်္ကန်းပရိက္ခရာအစုံလင်ရောင်းချနေတဲ့အဆိုင်ပဲဖြစ်ပါတယ် သာတနံဘဂဝန္တတပုံညဝန္တဝနာယကပူဇကညာနဝန္တတတတဝန္တဝဘဂရှာတဲ့ဟောဒီသာသနာတွင်တဲ့ကတန်ဃာတော်ရှင်သူမြတ်တွေကို လူဒန်းခွင့်ရတယ်ဆိုတာကဟောဒီသာသနာတော်မြတ်ကြီးဆိုတာဘုံကံအမတန်ကြီးမားပါတယ်ဘုံကံကြီးတဲ့သာသနာတော်မြတ်ထဲကိုဘုံကံကြီးတဲ့သာသနာတော်မြတ်ကြီးကိုတရောင်းတနေရာကနေထောက်ပံ့လူဒန်းခွင့်ရတယ်ဆိုတာဘုံကံကြီးတဲ့ပုဂ္ဂိုလ်တွေမှာလူဒန်းခွင့်ရတယ် ဘဂဝါညာဏဝန္တတာတဲ့မြတ်စွာဘုရားရဲ့သာသနာတော်ကြီးဟာအမတန်မှဉာဏ်ပညာကြီးမားတဲ့သာသနာတော်များကြီးဖြစ်ပါတယ်အမတန်မှဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေမှလူတန်းတွင်ရတယ်တတဝန္တာဝပက္ကရှာတဲ့ပစ္စယဓမ္မနထာနာနဲ့ချင်းမြောက်လူတန်းတွင်ရတယ်ဆိုတာကသရတရားရှိတဲ့ပုဂ္ဂိုလ်တွေမှသာလေချင်းမြောက်ကွင်လူတန်းကွင်ပူဇော်ကွင်ရကြတယ်တဲ့အခုဒီစမ်းမြောင်ကြီးမိသားစုက တခါတခါမတွေလည်းပဲဒါဘုံဘုံတို့တန်ဃာတော်ရှင်သမြတ်တွေလိုအပ်တဲ့နေရာမှာတထောင်တဲ့နေရာကနေပြီးတော့လှူဒန်းကြတာဟာဒါဟာတရာရှိလို့ညံရှိလို့ဘုံကံရှိလို့လူထံတွင်ရကြတာဖြစ်ပါတယ်။ပစ္စည်းဥစ္စာရှိနေတုံးမှာအချိန်တွေ ဖြုံးလို့မနေရလူဓာတ်ဖို့လည်းဆင်ကျင်ပါယူဓာတ်ဖို့လည်းပြင်ဆင်ပါ။မြတ်တန်ကမစိတ်သုံးသာသနာဘုံတောက်ချိန်ခါသီလရှိသူအာယုံထားလို့တရာပွားလို့လူစံပါ။ ငါမပါသူမဖက်တရာလက်နဲ့ရအောင်ရှာလူတလောက်ပင်အရသာယူတလောက်လည်းရင်အရပါအဲ့ဒါမှစိတ်မှကြည်ချမ်းကိုရင်လောအပန်းပြင်းနေတာတဲ့ပစ္စည်းဥစ္စာရှိနေတော့မှအချိန်တွေဖြုံးလို့မနေရလူတတ်ဖို့လဲစင်ကျင်ပါယူတတ်ဖို့လဲပြင်ဆင်ပါတဲ့ပစ္စည်းဥစ္စာရှိနေတဲ့အချိန်လေးမှာအာမနဲ့ဖန်လူမဲတပက်ခါလူမဲနောက်လာမှလူမဲနောက်နေမှလူတာမျိုး ဘီလိုမျိုးတွေးမနေဘဲနဲ့တရာတရားရှိတဲ့အခါလူဝဲပစ္စည်းရှိတဲ့အခါအလူခံပုံကိုရှိတဲ့အခါမှာလူထားရပါမယ်တဲ့ပစ္စည်းအဥ္စာရှိနေတုန်းမှအချိန်တွေ ဖြုံးလို့မနေရလူဓာတ်ဖို့လဲဆင်ကျင်ပါယူဓာတ်ဖို့လဲပြင်ဆင်ပါတဲ့လူဓာတ်ဖို့ကိုလည်းပဲဆင်ကျင်ပေးရမယ်တဲ့ဒီပစ္စည်းအဥ္စာဒီပစ္စည်းအဥ္စာဒီခန္ဓာကိုဆိုတာကအသက်စည်းစိမ်ခန္ဓာအိမ်က တိမ်တက်ထက်နဲ့ကြည်ရင်ပြတ်တော့မျက်စိအောက်တွင်ပြောင်းလဲစင်ဤတဲ့ဟောဒီအသက်တွေစီးစိမ်တွေခန္ဓာကိုယ်တွေဆိုတာမျက်စိသမိတ်လရတပြအတွင်မှာပျောက်ွယ်သွားနိုင်တယ်ဒီလိုစင်ချင်းပြီးတော့မှဒီပစ္စည်းဥစ္စာတွေကိုငါနောက်ကိုပါအောင်ဘယ်လိုယူရမလဲဆိုတာယူဓာတ်ဖို့လဲပဲပြင်ဆင်ရမယ်မြတ်တန်ကမစိတ်သုံးသာသနာဘုံတောက်ချိန်ခါတဲ့သီလရှိသူအာယုံထားလို့တရားပွားလို့လူစံပါ ောဒီလိုသာသနာတော်ကြီးနေလိုလှလိုထွန်းတောက်နေတဲ့အချိန်မှာတန်ဃာတော်ရှင်သူမြတ်တွေကလည်းပဲမိမိတို့စွမ်းနိုင်ရဘက်ကနေဟောတဲ့လူကဟောပြောတဲ့လူကပြောတရားဓမ္မတွေပြတဲ့လူကပြရိတ်သားတွေဖွင့်တဲ့လူကရိတ်သားတွေဖွင့်တဲ့ဆရာတော်များကဖွင့်စာသင်စာချလုပ်တဲ့ဆရာတော်များကစာချစသဖြင့်သာသနာတော်ကြီးနေလိုလှလိုထွန်းလင်းတောက်ပနေတဲ့အချိန်မှာတိလာရှိသူအာယုံထားလို့တရာပွားလို့လူစမ်းပါတဲ့ ငါမပါသူမဖက်တရာလက်နဲ့ရအောင်ရှာ လူတဲ့ခါမှလည်းပဲငါလူတာသူလူတာငါမလူနိုင်တယ်သူမလူနိုင်တယ်ဆိုတာမျိုးတွေမဖြစ်ဘဲနဲ့ငါလည်းမပါဘူးသူလည်းမပါဘူးဟောဒီသာသနာတော်မြတ်ကြီးဒီထက်မှကထွန်လင်းတောက်ပပါစေတန်ဃာတော်ရှင်သူမြတ်များလည်းပဲဒီထက်မှကသာသနာအကျိုးဘာသာအကျိုးတွေစတဲ့တဘိုးဆောင်ရွက်နိုင်ပါစေလို့စိတ်ထဲမှာအာယုံပြုတ်ပြီးတော့မှလူတန်းကြရမှာဖြစ်ပါတယ် လူသလောက်ပင်အရသာယူသလောက်လည်းရင် အရပါတဲ့လူသလောက်ပင် အရသာဘသူကိုပဲလူလူဆိုကြပါစို့အစာငတ်ပြနေတဲ့လူတယောက်ကို ကို့မှာရှိတာလေးကျွေးမွေးလိုက်တယ်အဲ့ဒီအစာငတ်ပြနေတဲ့လူစားနေတာတောက်နေတာလေးကိုမြင်ပြီးတော့ကို့မှာစိတ်ချမ်းသာပီတိဖြစ်ရတယ်ဒီလိုပါပဲเนาะတန်ဃာတော်ရှင်သူများများလည်းသာသနာဝင်ကိုထမ်းနေကြရတဲ့အခါမှာလောဘချက်လေးတွေရှိတာပေါ့ ိုအပ်ချက်လေးတွေရှိလာတဲ့အခါမှာဒီတန်ဃာတော်ရှင်သူမြတ်များဘာတွေလိုအပ်နေသလဲစာအုပ်တွေလိုသလားခဲတံတွေလိုသလားရက်တောင်လေးတွေလိုသလားသင်္ကန်းတွေလိုသလားထီးလိုသလားဖနှက်လိုသလားစသဖြင့်ဒီတန်ဃာတော်ရှင်သူမြတ်များလိုအပ်တဲ့နေရာမှာတရောင်းတနေရာကနေပြီးတော့မှကိုယ်ကလူတန်းတရမယ်တဲ့အဲ့တော့တန်ဃာတော်ရှင်သူမြတ်များကိုလူလိုက်တဲ့လူဝယ်ပစ္စည်းလေးတွေကိုအသုံးပြုပြီးတော့သာသနာပြုနေတာများကို တွေ့ပြီးမြင်ပြီးဆိုရင် ဘလောက်တောင်စိတ်ချမ်းသာလိုက်လဲအဲ့ဒီစိတ်ချမ်းသာအဲ့ဒီစိတ်ချမ်းသာတာဟာလူချင်းရဲ့အရာတာပဲယူသလောက်ပင် အရာပါတဲ့ကိုလူတန်းလိုက်သလောက်ကိုပေးလိုက်သလောက်ကိုကြွေးလိုက်သလောက်ကိုနာကိုထက်ကြမှာကွာပါတာပါပဲဒါကြောင့်မို့အဲ့လိုလူတန်းပေးကမ်းမယ်ဆိုရင် စိတ်မှာကြည်ချမ်းကိုရည်နွမ်းအပန်းပြင်းမြည်တာတဲ့တန္တရာခကြီးကိုသွားတဲ့အခါမှာကိုပြူပြူတမျှကုသိုလ်ကောင်းမှု အစိုးစုတွေဟာနောက်ကနေ ကိုယ့်ကိုမိုးပေးမဲ့ထိသက်ပွဲနောက်ကနေလာပြီးတော့เนาะအကျိုးပေးမှာဖြစ်ပါတယ်။စာမျက်ရောင်ကြီးသင်္ကန်းတိုင်းမှာရှိတဲ့မိသားစုဝင်တွေရောဝန်ထမ်းတွေရောအားလုံးဒီထဲမှာကဒီသာသနာတော်မြတ်ကြီးကိုစတဲ့တပိုးထောက်ပံ့လှူဒန်းနိုင်ပါစေလို့ဘုံဘုံတို့ကလည်းပဲမြေတာပို့ပါတယ်။ရောင်ပန်းဝယ်ပန်းတွေလည်းဒီထဲမှာကလာပါစေလို့ဆုတောင်းမြေတာပို့ပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ။